သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ key to head program ကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့အမျိုးသမီးတိုင်းမလွဲမသွေကြုံတွေ့ခံစားရတဲ့တွေးဆုံခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပြီးဘယ်ရွယ်မှာဖြစ်ပေါ်လေးရှိပြီးတွေးဆုံခြင်းကိုအစဉ်စဉ်ခွဲခြားပုံအဖြစ်များတဲ့ယောဂါလက္ခဏာတွေနဲ့နောက်ဆက်တွဲယောဂါတွေအကြောင်းဘလို့ကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့အခန်းကဏ္ဍတွေကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းမှာတော့တွေးဆုံခြင်းဆိုတာဘာလဲ ဘလို့ဆင့်ဆင့်ခွဲကြလဲနဲ့အဖြစ်များတဲ့ယောဂါတွေအကြောင်းကိုစတင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။တွေးဆုံခြင်း Mano Box ဆိုတာဘာလဲ။တွေးဆုံခြင်းဆိုတာတဘာဝလျောက်ဓမ္မတာတွေးပုံမှန်ဆင်ခြင်ရက်တန့်သွားပြီးမျိုးဆက်ပြန့်ပွားနိုင်စွမ်းကုံဆုံးသွားတဲ့ဘဝအစဉ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအခြေအနေကိုရောက်ရှိဖို့လက်တလုံးမှာဓမ္မတာတွေးမစင်းတာကိုတော့အနည်းဆုံးတစ်နှစ်ဆက်တိုက်ကြာတဲ့အထိစောင့်ကြည့်ရပါတယ်။ သွေးဆုံခြင်းဟာရုတ်တရက်ဖြစ်တာမဟုတ်ဘဲနှစ်ပေါင်းများစွာကြာတတ်တဲ့ဂျာဆင်ပယ်ရီမန်နိုပော့စ်ကနေတဆင့်ဖြစ်ပေါ်လာတာပါပုံမှန်အနေနဲ့အမျိုးသမီးတွေအသက်45နှစ်ကနေ55နှစ်ကြာမှဖြစ်တတ်ပြီးပြည့်မြအသက်ကတော့52နှစ်ဖြစ်ပါတယ်သွေးဆုံခြင်းကာလအစဉ်ဆင့်ဂျာကာလပယ်ရီမန်နိုပော့စ်သွေးဆုံခြင်းမတိုင်မီနှစ်အနည်းငယ်ဒါမှမဟုတ်ဆယ်စုနှစ်တခုအထိကြာတတ်ပါတယ်ခန္ဓာကိုယ်ကအက်စထရိုဂျင်ဟော်မုန်းပမာဏစတင်ကြာဆင်းလာတဲ့အစဉ်ဖြစ်ပါတယ် ဓမ္မတာလာတာမှန်မှန်တော့ပဲဆင်းတဲ့ပမာဏနည်းတာများတာစတဲ့ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။တွေးဆုံခြင်းရဲ့ယောဂလက္ခဏာအများစုဟာဒီအဆင့်မှာစတင် ခံစားရတတ်ကြတာပါ။ကြာကာလမှာအဖြစ်အများဆုံးရုပ်ပိုင်းဆိုင်ရာဝေဒနာတွေဓမ္မတာလာခြင်းမှန်မှန်ခြင်း irregular period ဒါဟာ perimenopause ရဲ့အထင်ရှားဆုံးလက္ခဏာပါ။လာတဲ့အခါတွေးဆင်းများတာဒါမှမဟုတ်နည်းတာကြာကာလတိုးွားတာဒါမှမဟုတ်ရှည်လာတာ တလကြော်ပြီးမလာတာစတာတွေဖြစ်နိုင်ပါတယ်။ချွေးပြန်ခြင်းနဲ့ညဘက်ချွေးထွက်ခြင်းခန္ဓာကိုယ်အပေါ်ပိုင်းရင်ဘက်လယ်ပင်မျက်နှာမှာ ရုတ်တရက်အပူလှိုင်းတွေလိုပူဆက်ပူလောင်ခံစားရပြီးချွေးပြန်တတ်ပါတယ်။ညဘက်မှာဖြစ်ရင်အိပ်စက်မှုကိုထိခိုက်စေပါတယ်။အိပ်မပျော်ခြင်းညဘက်ချွေးပြန်တာတွေဟော်မုန်းအပြောင်းအလဲတွေကြောင့်အိပ်ပျော်ဖို့ခက်ခဲတတ်ပါတယ်။မိမကို၆တွေ့ခြင်း အက်စတရိုဂျင်ကျဆင်းလာတာနဲ့အမျှမိမကိုနေရံတွေပါလာပြီး၆တွေ့ရာရံကလိင်ဆက်ဆံရမှာနာကျင်မှုဖြစ်စေနိုင်ပါတယ်။လိင်စိတ်ကျဆင်းခြင်းဟော်မုန်းအပြောင်းလဲနဲ့မိမကို၆တွေ့မှုတို့ကလိင်စိတ်ကိုကျဆင်းစေနိုင်ပါတယ်။စီအိမ်ပြဿနာများစီမထိန်နိုင်ခြင်းချောင်းဆိုးရေမောလိုက်တိုင်းစီစိတ်ထွက်ခြင်းနဲ့စီလံချောင်းပိုးဝင်လွယ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ခေါင်းကိုက်ခြင်းအကြောအစစ်နဲ့ကြွက်သားတွေကိုက်ခဲခြင်း ကိုလေးချိန်တက်လာခြင်းအထူးသဖြင့်ဝမ်းပိုင်နာတဝိုက်တို့ဖြစ်ပါတယ်။တွေ့ဆုံခြင်းကာလနောက်ဆုံးတမတာလာပြီးတဲ့နောက်တစ်နှစ်ပြည့်တဲ့နေ့ကစလို့ဒီအဆင့်ကိုရောက်ရှိပါပြီ။တာဝူအိမ်တွေကတာဝူကြွေခြင်းကိုအပီးပိုင်ရက်ဆိုင်လိုက်ပြီးဟော်မုန်းတွေအထူးသဖြင့်အက်စတရိုဂျင်ထုတ်လွှတ်မှုတည်တည်တသာကျဆင်းသွားပါတယ်။တွေ့ဆုံခြင်းကာလမနိုစပော့စ်မှာခံစားရနိုင်တဲ့ဝေဒနာတွေဟာကြာကာလပယ်ရီမန်နိုပော့စ်မှာခံစားရတဲ့ဝေဒနာတွေနဲ့ဆင်တူပေမဲ့ပိုပြီးထင်ရှားလာနိုင်ပါတယ်။ တွေ့ဆုံပြီးချိန် postman တို့ post မှာလည်းရေရှည်တက်ရောက်မှုတွေရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာခံစားရတဲ့ဝေဒနာတွေဆင်တူပြီးစိတ်ပိုင်းဆိုင်ရာခံစားရတဲ့ဝေဒနာတွေကတော့စိတ်အပြောင်းလဲမြန်တာစိတ်တူလွယ်စိတ်ဆက်လွယ်စိတ်ဓာတ်ကျလွယ်တာစိုးရိမ်ပူပန်မှုများတာနဲ့စိတ်ဓာတ်ကျတာဟော်မုန်းအပြောင်းလဲဟာအုန်းနောက်ထဲကစိတ်ခံစားမှုကို ထိန်းချုပ်တဲ့ဓာတ်ပစ္စည်းတွေကိုတက်ရောက်မှုရှိပါတယ်။မှန်ဉဏ်ချုပ်ရင်းခြင်းနဲ့အာယုံစုတိုက်ရခက်ခြင်း ခေါင်းထဲမှာမကြည်လင်တော့သလိုခံစားရပြီးအာယုံစိုက်ဖို့တင်ယူဖို့တတိယဖို့ခက်ခဲတတ်ပါတယ်။လိင်စိတ်ကြဆင်းခြင်းဟော်မုန်းပြောင်းလဲမှုနဲ့မဲမကို၆တွေးမှုတို့ကလိင်စိတ်ကိုကြဆင်းစေနိုင်ပါတယ်။တွေးဆုံပြီးကာလတွေးဆုံပြီးနောက်ပိုင်းဘဝတတတာလုံးကိုဆိုလိုပါတယ်။ယောဂလက္ခဏာတချို့တတ်တာသွားတတ်ပေမဲ့အက်စထရိုဂျင်ဟော်မုန်းနေပါမှုကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအယိုးပွားတာနှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်လာပါတယ်။ ကာလ၃ခုလုံးမှာအဖြစ်များတဲ့ယောဂလက္ခဏာများချွေးထွက်များခြင်းနဲ့ညဘက်ချွေးပြန့်ခြင်းခန္ဓာကိုယ်အပေါ်ပိုင်းမှာရုတ်တရက်ပူပြင်းတဲ့ခံစားမှုဖြစ်ပေါ်တာချွေးတွေအများကြီးထွက်လာတာမိမကိုခြောက်တွေ့ခြင်းဟော်မုန်းပြောင်းလဲမှုကြောင့်မိမကိုနေရံတွေပါလာပြီးခြောက်တွေ့ရာရံကလိမ့်ဆက်ဆံရမှာနာကျင်မှုဖြစ်စေနိုင်ပါတယ်အိမ်မပြောခြင်းညဘက်ချွေးပြန့်တာတွေကြောင့်အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်စိတ်အပြောင်းလဲမြန်ခြင်း စိတ်တိုးလွယ်စိတ်ထက်ကြလွယ်စိုးရင်ပူပန်မှုတွေများခြင်းကိုယ်လေးချိန်တက်လာခြင်းနဲ့ဇီဝဖြစ်စဉ်နှိကွေးလာခြင်းသပင်ပါခြင်းနဲ့အသားရေခြောက်သွေ့ရာရန်ခြင်းရင်သားတွေတင်းရင်မှုယောနေလာခြင်းစီးအိမ်ထိနိုင်မှုအားနယ်လာခြင်းစီးမထိနိုင်ခြင်းလိင်စိတ်ကြာဆင်းလာခြင်းခံစားရတဲ့လက္ခဏာတွေဟာတယောက်နဲ့တယောက်ခံစားရတဲ့ပြင်းထန်မှုချင်းမတူကြပါဘူး တချို့အမျိုးသမီးတွေမှာလက္ခဏာတိတ်မပြင်းထန်ပေမဲ့တချို့မှာတော့နေ့စဉ်ဘဝကိုအတော်လေးထိခိုက်စေနိုင်ပါတယ်။ကိုယ်မှာရှိတဲ့ဝေဒနာတွေကိုမှတ်တမ်းတစ်ခုလုပ်ထားပြီးဆရာဝန်နဲ့ပြသင်ပါတယ်။နောက်ထပ်အပိုင်းမှာတော့သွေးဆုံးခြင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲယောဂါတွေအကြောင်းနဲ့ဘလို့ကြိုတင်ပြင်ဆင်မလဲဆိုတဲ့အကြောင်းတို့ကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။သွေးဆုံးခြင်းနဲ့ကျန်းမာရေးအပေါ်ရည်ရှိတက်ရောက်မှုများအယိုးပွားယောဂါ အက်စထရိုဂျင်ကျဆင်းမှုကြောင့်အရိုးတိတ်သီးစလျင်မြန်စွာ ဆုံးရှုံးလာပြီးအရိုးပွားပြီးကျိုးလွယ်လာပါတယ်။နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများအက်စထရိုဂျင်ကနှလုံးသွေးကြောစနစ်ကိုကာကွယ်ပေးတဲ့အာဏိသင်ရှိပါတယ်။ဟော်မုန်းကျဆင်းသွားတဲ့အခါနှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်လာပါတယ်။တိုင်ပြဒနာများစီလန်းချောင်းပိုးဝင်လွယ်ခြင်းစီးမထိန်နိုင်ခြင်းတို့ဖြစ်နိုင်ခြင်းများပါတယ်။အဲ့ဒီရောဂါတွေတဲကအရိုးပွားရောဂါဟာ မြန်မာနိုင်ငံကအမျိုးသမီးတွေအဖြစ်အများဆုံးရောဂါတစ်ခုအနေနဲ့တွေ့မြင်ရပါတယ်မြန်မာနိုင်ငံကသွေးဆုံးပြီးအမျိုးသမီးအများစုမှာအယိုးဘဝရောဂါအဖြစ်များရခြင်းအကြောင်းရင်းများစွာရှိပါတယ်အထူးကအကြောင်းရင်းတွေကတော့အာဟာရချို့တဲ့မှုကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီချို့တဲ့ခြင်းအဲ့ဒီအာဟာရနှမျိုးဟာအယိုးကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်ကယ်လ်ဆီယမ်နို့နဲ့နို့ထွက်ပစ္စည်းနွားနို့ဒိန်ချင်ချီးစ်ငါးအသေးလေးတွေထောဘက်တီဟင်းနုနွယ် ဘဲအမျိုးမျိုးစတာတွေမှာကြွေဝစွာပါဝင်ပါတယ်။မြန်မာမျိုးသမီးအများစုရဲ့နေစဉ်စားသောက်မှု ပုံစံဟာအဲ့ဒီအစားအစာတွေလုံးလောက်စွာမပါဝင်တတ်ပါဘူး။ဗီတာမင် D ဗီတာမင် D ဟာခန္ဓာကိုယ်ကကယ်ဆီယမ်ကိုစုပ်ယူနိုင်ဖို့ကူညီပေးပါတယ်။ဗီတာမင် D ကိုနေအောင်ကြီးကနေအဓိကရရှိပါတယ်။မြန်မာမျိုးသမီးတွေဟာအသားမဲမှာစိုးရိမ်တတ်တဲ့ဒလိနေပူတဲ့ထွက်ရင် ठी အုတ်ထုတ်အလုံးမင်းစောင့်တတ်တဲ့ဒလိတွေကြောင့်နေအောင်ကြီးလုံးလောက်စွာမရရှိနိုင်တာကြောင့်ဖြစ်ပြီး အစားအစာကနေလဲဥပမာငါးကြီးစီ အစီများတဲ့ငါကြက်ဥအနှစ်လုံလောက်စွာမစားသုံးတာကြောင့်ပါကိုလက်လှူရှာမှုနေပါခြင်းအမျိုးသမီးတွေဟာအယိုးဆက်တွေကိုတံပါစေဖို့အားစိတ်ထုတ်ရတဲ့လေ့ကျင့်ခန်းလိုအပ်ပါတယ်ဥပမာလမ်းလျှောက်တာ ပြေးတာခုံတာနဲ့အေရိုဘစ်ကာတာတို့ဖြစ်ပါတယ်မြမအမျိုးသမီးအများစုဟာနေ့စဉ်လုပ်ငန်းစောင့်တာတွေကို လုပ်ကိုင်ရင်းရှိပေမဲ့အယိုးတံပါစေမဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အလေအထနေပါလိရှိပါတယ် ကျမရေးဘ ഹു တုတာနဲ့စောစည်းစွာစစ်ဆေးမှုခံယူခြင်းနေပါတာအယုဘွားယောဂါဟာရုပ်တရက်လက္ခဏာပြလေမရှိဘဲတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတတ်ပါတယ်အယုကျိုးမှပဲသိရတတ်ပါတယ်သွေးဆုံးကဏ္ဍဝင်းကျင်ကာလာရောက်လာတဲ့အခါအယုသိတ်တီးစစစ်ဆေးမှုကို ပုံမှန်မပြုလုပ်တတ်ကြပါဘူးဒါကြောင့်အယုပါနေပြီဆိုတာကိုမသိရှိဘဲကာကွယ်ကုသမှုမခံယူနိုင်ကြတာကြောင့်ပါဆေးလေးနဲ့အရက်သေးစာတောက်သုံးမှုဒါမှမဟုတ်ကဖင်းတက်များတာ ဆီလီတောက်ခြင်းနဲ့ကော်ဖီလက်ဖက်ရည်ကိုအလွန်အကျွံတောက်သုံးခြင်းတွေဟာခန္ဓာကိုယ်ထဲကကယ်ဆီယမ်စုပ်ယူမှုကိုဟန်တာပြီးအရိုးဆုံးရှုံးမှုကိုမြန်ဆန်စေပါတယ်။ကိုယ်လေးချိန်နဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမြမမျိုးသမီးအများစုဟာကိုယ်ခန္ဓာအဆင့်အတန်းသေးငယ်ပြီးကိုယ်လေးချိန်နေတတ်ကြပါတယ်။ကိုယ်လေးချိန်နေခြင်းဟာလည်းအရိုးပွားယောဂအတွက်အနေရဲ့အချက်တစ်ခုဖြစ်ပါတယ်။မျိုးရိုးဗီဇာမိသားစုထဲမှာအရိုးပွားယောဂဖြစ်ဖို့သူရှိခြင်းကလည်းဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ ဆက်လက်ပြီးသွေးဆုံးကင်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်မဲ့နည်းလမ်းတွေကိုပြောပြပေးပါမယ်။သွေးဆုံးကင်တဲ့အချိန်မှာခံစားရနိုင်တဲ့မတက်မတာဝေဒနာတွေကိုလျှော့ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုဆက်လက်ရှင်သန်နိုင်ဖို့အတွက်ဆော့ဆော့ပြင်ဆင်ခြင်းကတော့ချက်ပါပဲ။ဘဝနေထိုင်မှုပုံစံကိုဆော့ဆော့ကလေးကပြောင်းလဲပါ။သွေးဆုံးကံဒီပယ်ရီမနိုပတ်စမာမမဟုတ်ပဲအသက်30နှစ်40နှစ်ကလေးကပြင်ဆင်ထားတင်ပါတယ်အယိုးတံပါအောင်လုပ်ပါ အသက်30နောက်ပိုင်းမှာအရိုးတိတ်တီးစအကျဆင်းလာပါတယ်။ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီကျွဲဝတဲ့အစားအစာတွေ၊နှုတ်၊ဒိန်ချင်း၊ငါးတတိလေးတွေဟင်းနုနယ်တွေစားပါ။နေအောင်ကြီးနုနုကနေဗီတာမင်ဒီရယူပါကိုယ်လေးချိန်ကိုထိန်ပါ။ကိုယ်လေးချိန်များရင်ချွေးပြန်တာပိုဆိုးစေနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ကြွက်သားတန်ပါစေတဲ့လေ့ကျင့်ခန်းဇီဝဖြစ်စဉ်ကောင်းစေပြီးအရိုးတွေကိုတန်ပါစေပါတယ်။ယောဂတရားထိုင်ခြင်း စိတ်ဖိစီးမှုနဲ့စိတ်အပြောင်းလဲကိုထိန်းညှိပေးနိုင်ပါတယ်။လမ်းမမြန်လျှောက်ခြင်းရေကူးခြင်းနှလုံးကျန်းမာရေးအတွက်ကောင်းပါပါတယ်။ဟော်မုန်းမညီမများမှုကြောင့်ဖြစ်စေတဲ့ဝေဒနာတွေအတွက်ချွေးပြန့်ခြင်းညဘက်ချွေးထွက်ခြင်းဖြစ်စေတဲ့အကြောင်းရင်းကိုရှောင်ပါ။ဆက်တဲ့အစားအစာတွေကဖင်းဓာတ်အရက်စိတ်ဖိစီးမှုတွေကပိုဆိုးစေနိုင်ပါတယ်။အဝတ်အစားကိုအလွှာလိုက်ဝတ်ပါ။ချွေးပြန့်လာရင်အပြင်ဘက်အလွှာကိုချွတ်ပြစ်လို့ရပါတယ်။အခန်းအပူချိန်ကိုအေးအောင်ထားပါ မင်းမကို၆သွေးခြင်းရေစေးစီတုံးပေးပါလိန်ဆက်ဆံရမှာနာကျင်မှုကိုတတ်တာစေပါရယ်မင်းမကိုထဲ့စေဆရာဝန်နဲ့တိုင်ပင်ပြီးသုံးဆွဲနိုင်ပါတယ်အိတ်မပြောခြင်းအိတ်ချိန်မှန်အောင်ထားပါညတိုင်းပုံမှန်အချိန်မှာအိတ်ပါ ပုံမှန်အချိန်မှာနိုးပါအိတ်ခန်ဒီဖုန်းသုံးတာ TV ကြည့်တာကိုရှောင်ပါအိတ်ခန်းကို အေးချမ်းမောင်ရိပ်ပြည့်ပြည့်ဖြစ်အောင်ထားပါစိတ်ကျမ်းမာရေးကိုဂယူဆိုင်ပါစိတ်ဖိစီးမှုကိုလျှော့ချပါ တရားထိုင်တာအသက်ပြင်းပြင်းရှူတာကိုနှစ်တရာဝါသနာပါရလှုပ်ခြင်းကစိတ်ကိုလန်းဆန်းစေပါတယ်။ social support မိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့စကားပြောပါသင်ခံစားချက်ကိုမျှဝေပါလိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပါစိတ်တကြတာစိုးရိမ်ပူပန်မှုများတာကို ကုသမှုခံယူနိုင်ပါတယ်ဆေးဘက်ဆိုင်ရာကုထုံးတွေဟော်မုန်းအစားထိုးကုထုံးယောဂလက္ခဏာအများစုကိုအထူးအောင်ဆုံးတတ်တာစေနိုင်တဲ့နည်းလမ်းဖြစ်ပါတယ် ဒါပေမဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှပဲသုံးဆွဲတင်ပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးဆေးအမျိုးအစားနဲ့ပမာဏကိုဆရာဝန်ကညွှန်ကြားပေးမှာဖြစ်ပါတယ်။ဟော်မုန်းမပါသောကုထုံးများအရိုးပွားခြင်းကာကွယ်ဖို့ဆေးဝါးတွေစိတ်ကြယောဂကုသတဲ့ဆေးတွေကိုလည်းဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါသွေးဆုံးခံနည်းနဲ့သွေးဆုံးပြီးချိန်မှာဆရာဝန်ရဲ့ပုံမှန်ပြသပြီးစစ်ဆေးမှုတွေခံယူပါ အရိုးသိပ်သည်းစစစေးခြင်းသွေးတွင်းကိုလက်စတရောစစေးခြင်းရင်သားစစေးခြင်းနဲ့ပတ်စမာစစေးခြင်းတွေကိုပုံမှန်လှုပ်ဆောင်တင်ပါတယ်သွေးဆုံခြင်းဟာဘဝတဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပြီးယောဂါတစ်ခုတော့မဟုတ်ပါဘူးအဲ့ဒီအစဉ်ကိုကျမ်းမာစွာဖြတ်သန်းနိုင်မှုအတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကိုနားလည်ပြီးလိုအပ်တဲ့ကုသမှုနဲ့လူနေမှုပုံစံပြောင်းလဲမှုတွေကိုလှုပ်ဆောင်ဖို့အရေးကြီးပါတယ်မိသားစုဝင်နေမိတ်ဆွေတွေရဲ့အားပေးမှုနဲ့ဆရာဝန်တွေရဲ့အကြံဉာဏ်တွေကိုရယူတင်ပါတယ်။ ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းပါတွေကနေပြီးကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျွန်တော်တို့ K2H အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတုဒရစေမဲ့အကြောင်းအရာတွေအလှအပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်သတင်းတွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဘာသာရေးဘာသာရေး Música